ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အေးအေးနေနဲ့ဒီ ARV တိုင်းကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်ဖောက်ဖို့ကြိုးစားနေရရှိတယ်။ဟိုတနေ့ကကျွန်တော်ပြောသလိုအင်အားတရားဆိုတော့ကျွန်တော်အင်အားတရားဒီတပုံဘက်ကကြားတယ်ဘန်တော်ကြီးမှာနော်ဘန်တော်ကြီးမှာကြားတယ်အဲ့တော့အဲ့ဒါလည်းပတ်သက်ပြီးနောက်ထပ်ကျွန်တော်စီမှာတည်တာဆိုတဲ့ဒီသတင်းတွေပေါ့ဗျာသတင်းတွေဆက်လက်ပြီးတော့ကျွန်တော်ကြားသိရတယ်ဗျကြားသိရတဲ့အခါမှာတစ်ဖက်တပုံတက်တော့ကိုသိပါတယ်နေသာထိုင်သာတက်တော့ရှိသွားတာပါ နော်အ PDF မှာလေးတွေဆိုလို့ရှိရင်နော်အ PDF မှာလေးတွေ AA ကသူတို့ကမှာဘာအဓိကသုံးလဲဆိုလို့ရှိရင် sniper ကို သုံးတယ် sniper ဆိုတော့ကျွန်တော်ဒီအဲ sniper မယ်တွေပေါ့နော် sniper sniper မယ်တွေကိုသုံးတယ်သုံးပြီးတော့အဲ့ကလေးမလေးတွေကလည်းမွေမကြောက်ကင်းမကြောက်ပြတဲ့ကိုကိုပင်မော်ရီတက်တာဝါတိုင်းတွေဟောတက်တက်ပြီးတော့လေရင်ကိုပြစ်ချမယ်ဆိုပြီးတော့အိုက်ပေါ်နဲ့တက်ပြစ်တာလေရင်ပဲဗျာနော်သူတို့ထက်တော့လေရတာပေါ့ဗျာနော်ဖိုက်ဖိုက်နေတဲ့အပေါ်နဲ့စော်ထိုက်တာဒါကြတဲ့စောက်ထိုးကြီးတွေဖြစ်လို့ဖြစ်လင်းတို့ကြီးတွေဖြစ်လို့ဖြစ်လင်းတို့ဆိုတဲ့ လင်းတို့တွေအဲ့ဒီပဲဇောက်တို့တွေအိတ်ကြတယ်အဲ့ပုံစံမျိုးတွေအထီးကိုတစ်ဖက်ကပိုးစပ်ပတ်စပ်ကြတာပါအဲဒီနောက်ထပ်သူတို့ရဲ့ဒီရာရှိရာခံကြီးတွေတော်တော်များလည်းကြတယ်အဲ့တော့သူတို့ကဝက်ကုန်းဘက်ကိုပြေးတယ်နော်ဝက်ကုန်းတို့ဆန်းကုန်းတို့ဘက်ကိုပြေးတယ်အပြေးတဲ့ခါမှာလဲအဲ့ဒီသူတို့ပြေးတဲ့အနောက်ကိုထတ်ချက်မကွာလိုက်ပြီးတော့အာလီနေနဲ့စော်ပါတယ်ဗျသိလားစော်တဲ့ခါမှာစော်တဲ့ပြင်ကိုတက်ကလည်းဒီရှောင်းသိတဲ့ရွာတွေကိုသူကကြိုတင်ကျင်ညာထားဒီရွာတွေဒီရွာတွေရှောင်းပေးပါဆိုတဲ့ပုံစံမျိုးတွေအထိရွာတွေကိုရှောင်းခိုင်းတာလည်းဒီနေရာလေးစစ်ဖြစ်မယ်အဲ့တော့ ဲ့ညအားလုံးလလီနဲ့စော်ရတာဆိုလို့ရှိရင်အမ်ခွန်အေးတဲ့ဘုံနေအေးတဲ့ဘုံနေဒီစေသေးကြတဲ့ဘုံနေအဲ့မှာအဲ့ဒီမှာအေးအေးတခွဲလည်းမဟုတ်ဘူးနော်အေးအေးနဲ့တူတူဒဝေဘက်ကဒဝေဘက်က PDF တွေစကိုင်းဘက်က PDF တွေမကွေးဘက်က PDF တွေချင်းဘက်ကချင်းတဲ့ဘုံနေနော်ဒေတာခံကုန်လုံးနေသူတို့အကုန်လုံးပါတယ်အကုန်လုံးပါတဲ့အတွက်ကြောင့်မို့လို့အာသူတို့တွေတော်တော်လေးခံနေရတဲ့အတိုင်းဓာတ်ရှိတယ်အာရလက်တွေအားဖြစ်တော့တက်က အဲပြတ်သားပါတယ် area ကအဲ့ဒီဘက်ကိုဆက်ကြော်လို့မြအောင်လေပသိမ်မုံရလမ်းကျောကအရေးကြီးတယ်ဗျာပသိမ်မုံရလမ်းကျောဒါက highway ကြီးဗျာနော်အဲ့ပုံမှာအဲ့ရွာအဲ့ဒီလမ်းကျောမှာဆိုပြီးပန်တော်ကြီးလို့နော်အဲတခြားရွာတွေရှိတယ်ဒီရွာတွေကိုသူတို့ကလည်းဒီလမ်းကျောကြီးကိုဖျက်ချင်တာဗျာတိလားဒီလမ်းကျောကိုဖျက်ချင်တာအဲ့တော့ဒီလမ်းကျောကြီးဖျက်ဖို့ကလည်းအဲသူတို့ရဲ့ agency အခုချိန်ကြီးတော့မအောင်မြင်သေးဘူးဗျာနော်အခုပြီးခဲ့တဲ့နှစ်ရက်ထိထိကဟိုတနေ့ကျွန်တော်ပြောခဲ့တဲ့နောက်ဆုံးဗီဒီယိုထွက်ပြီးတော့နှစ်ရက်တိတိဟာ ငိမ့်နေခဲ့သလိုနောက်တစ်ရက်မှာတော့လေရည်နဲ့ကျဲတယ်ပေါ့လေရည်နဲ့ကျဲတယ်ဆိုတော့လေအေးဆေးဖြစ်နေပါပြီဒါမဲ့လည်းတပုံစုဖွဲ့မှုအရက်တွေရှိတဲ့နေရာလေအလုံးကိုလေချောင်းနဲ့အေးယူတာကိုတွေ့ရတယ်တွေ့ရတယ်အခုလက်ရှိဒီနေ့အချိန်ထိကတော့အတက်ကလည်းအဖိဖိစည်းစည်းနဲ့ကျွန်တော်တို့လိုက်မရှင်းတော့ညာလည်းပဲလိုအပ်တဲ့နေရာမှာအကုန်လုံးထောက်ထားတဲ့အတွက်ကြောင့်မို့လို့ငိမ့်နေတဲ့အတိုင်းသားငိမ့်နေတဲ့အတိုင်းသားလည်းရှိတယ်အဲဆိုလိုချင်တာကတော့ နေသာထိုင်သာရှိသွားပြီပေါ့ဗျာနော်အဲဒီပုံစံမျိုးပြောရပါတော့အဲ့ဒါကတော့အခု ARV ဒီအခြေအနေမှာနော် ARV နဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်သိရှိထားသမျှကိုပြန်ပြန်လဲ share ခြင်းဖြစ်ပါတယ်ခင်ဗျားလည်းသိချင်နေမှာပဲလीနော်အကြောင်းလည်းသိချင်တယ်ငငယ်ချင်းကျွန်တော်စစ်ကားမှကြည်တာဗျာတဲ့အဲစစ်ကားတွေပဲကြည်တယ်အဲအချိန်ကျွန်တော်နောက်ပိုင်းကျတော့အဲစစ်သတင်းလေးတွေလေ့လာတယ်အခုမြန်မာနိုင်ငံတက်မလို့ဘလို့အောင်မြင်နေလဲဟလာတပုံးတွေဘလို့အောင်မြင်နေတယ်လဲဟာစသဖြင့်ပေါ့လေ့လာတယ်အဲလေ့လာပြီးတော့လေ့လာရင်လေ့လာရင်လေ့လာရင်နဲ့ အဆစ်တင်းလေးတွေအကြီးစားလေးလာတဲ့သူဖြစ်လာသလိုတဖြည်းဖြည်းနဲ့ဒီလိုပေါ့ဗျာနော်ဒါမနေ့တနေ့မှာဝုန်းကူနဲ့အဲ့ဒါမလားကောင်းကင်ဘောပုတ်နဲ့ကြာပြီးတော့ကိုမမောင်ရဲစီဖြစ်လာတာပေါ့20 2021မှာဖြစ်လာတာပေါ့ဒါမျိုးတွေဖြစ်ဖို့ဆိုပါရမီတွေအများကြီးဖြစ်ခဲ့ရတာပါအဲကြောင့်မို့လဲကိုမမောင်ရဲလို့ဒါဆစ်တင်းလေးသိရှိတာလေးတွေကိုလေ့လာရင်းနဲ့ပြောဆိုနေပြောချင်တာပါနော်ဟုတ်ပြီဒါကသတင်းတစ်ခုကို ARD နဲ့ဒါဘကိုးတိုင်းညောင်ကျိုးကိုကျွန်တော်ပြောပြသွားရင်နော်နောက်ထပ်နေရာလေးတစ်ခုကျွန်တော်ပြောပြအောင်မှာဗျအဲ့နေရာက အာနည်းနည်းနဲ့ဆိုင်နေဒဝေပေါ့နော်ဒဝေနီးပညာတက္ကသိုလ်နဲ့မလန်းမကန်းနေရမှာနော်အကာကင်းစခန်းရှိတယ်အဲ့ဒီကာကင်းနာမည်ကမောင်မရှောင်ကာကင်းလေအဲ့ဒီကာကင်းကကျွန်တော်တို့ဒီမြို့နဲ့ဆိုလို့ရှိရင်ဒဝေမြို့နဲ့ဆိုလို့ရှိရင်လည်းဘယ်လောက်ရှိမလဲဆိုရင်ကျွန်တော်တို့အာမီတာ100ပတ်ဝန်းကျင်လောက်ရှိမယ်နော်ဟိုဘက်ဒီနီးပညာတက္ကသိုလ်နဲ့ဆိုလို့ရှိရင်လည်းတိတ်မလန်းမကန်းပါရှိတယ်အဲ့တော့အဲ့စခန်းကို တိုက်တယ် ော်မနေ့ကတိုက်တာမနေ့ကမနက်ခတဲ့ကနေပြီးစပြီးတိုက်နေတာအဲ့တော့တိုက်တယ်တိုက်တဲ့ခါမှာအင်အားကသူတို့ကဘယ်လောက်ရှိအောင်လဲအင်အား200လောက်ရှိတယ်အဲသဘုံစစ်သေးကြတယ်အင်အား200လောက်ရှိတယ်အဲ့တော့တိုက်တဲ့ခါမှာအမ်တက်ကလည်းအဲ့ဒီကာကင်းစခန်းကလည်းအကူညီတောင်းပါတယ်အာကျွန်တော်တို့စစ်ကူပေးပါဆိုပြီးအကူညီတောင်းတယ်စစ်ကူလုံးဝလုံးဝမလာဘူးဘလို့မှဘလို့မှစစ်ကူမလာဘူးအဲ့တော့လေချောင်းပြစ်ကူလာပါဆိုတော့လေချောင်းပြစ်ကူလာတယ် လေတောင်းပစ်ကူလာပြီးတော့ပြစ်တယ်ပြစ်တဲ့ခါမှာမားမမထျောက်တဲ့ပြင်ကိုသူတို့ပြောတဲ့နေရာကြီးပြစ်တာမဟုတ်သူတို့ပြစ်ချင်တဲ့နေရာကြီးပြစ်သွားတယ်အဲ့ဒါဘယ်နေရာကိုပြစ်သွားလဲဆိုတဲ့ခါကျတော့เนาะအာဇဟာယွာကိုဇဟာယွာနားမှာတလုံးပြစ်သွားတယ်เนาะအဲ့တော့ဒါကဒီဒီဘယ်လိုမှဆိုတော့သတင်းဆိုရတဲ့ဆောင်ကျွန်တော်တို့ကစစ်သတင်းကိုကျွန်တော်တို့ကဟိုဘယ်လိုမှသိကျင်တဲ့အတွက်ကြောင့်မလို့တဝယ်နဲ့ပတ်သက်တဲ့ ဒီ share မှုတွေအားလုံးမှာသွားကြည့်တဲ့ခါမှာတဝယ်သားတွေကပြောတာပါเนาะဇဟာယွာနာမှာဒီနေ့မနက်ဘယ်ချိန်မှာပြစ်သွားတယ်ဆိုတော့သူတို့ပြောတယ်အဲ့တော့စစ်ဒီဒီကြောင့်ပြစ်ကူတောင်းတာကတော့ဘာမဆိုမောင်းမရှောင်เนาะမောင်းမရှောင်စခန်းကတောင်းတယ်အတောင်းတဲ့ခါကျွန်တော်ဆိုလိုချင်တာကအဲပြစ်ချင်တဲ့နေရာမှာပြစ်သွားတယ်ကျွန်တော်ချိတ်ဆက်ချိတ်ဆက်မှုတွေပေါ့เนาะချိတ်ဆက်မှုတွေကျွန်တော်ချိတ်ဆက်ကြည့်တဲ့ခါမှာဒီကြောင့်ပြစ်ကူတော့လာပါတယ်ဒါပေမဲ့မပြစ်သွားအဲ့တော့ဘယ်ချိန်မှာကြသွားလဲဆိုတဲ့ခါကျတော့ညနေလောက်တဲ့ခါကျတော့အိုက်စခန်းကလုံးဝလုံးဝကြသွားတယ် ကြသွားတဲ့အပြင်ကိုအဲ့ဒီမှာရှိနေတဲ့အရာရှိ၄ယောက်လောက်အရှင်ဖမ်းမိတယ်လို့နော်ဖမ်းခံရတယ်လို့ကျွန်တော်ကြားသိရတယ်အဲနောက်ထပ်ဘယ်လောက်ထိကြလဲဆိုလို့ရှိရင်တော့အဲပတ်စာလေးတွေပေါ့နော်ပတ်စာလေးတွေကိုဘကအဲကြာဆုံးနေကြာဆုံးများတယ်လို့ကြားသိရတယ်အဲ့တော့အဲ့နဲ့ပတ်သက်ပြီးတော့ဒီသတင်းကို ဟိုတက်အတိုင်းဝိုင်းကမရှိပါဘူးမရှိပါဘူးဆိုဇုံခံညင်းတော်သွားတွေ့ရတယ်เนาะအဲဒါမဲ့ကျွန်တော်သိရှိထားတဲ့သတင်းကျွန်တော်ရဲ့စီရေးခိုင်မာတဲ့သတင်းတွေကျွန်တော်လေ့လာရရှိတဲ့သတင်းတွေအချက်အလက်တွေဒေတာသတင်းတွေအားလုံးစုစမ်းစုစည်းလိုက်မယ်ဟဲ့ဆိုရှင်တော့ theoretically ကတော့လုံးဝဒီနေရာမှာတိုက်ပွဲဖြစ်တဲ့ကျွန်တော်တို့ပြောတဲ့သတင်းကတော့မှန်ကန်တယ်ပေါ့เนาะအဲ့တော့အဲ့ဒါလည်းပတ်သက်ပြီးကျွန်တော်ကအာကျွန်တော်ရဲ့ Telegram channel ဆိုလို့ရှိရင်ကျွန်တော်သိရှိတာလေးကိုအများကြီးရေးပါတယ်အဲရေးတဲ့အခါမှာအဲ့ဒီမှာ အဲတချို့လည်းလာညင်းညာဟာအကိုရဲဒီလိုမျိုးဖြစ်စဉ်မျိုးတွေမရှိဘူးမရှိဘူးဆိုလာညင်းညာတာအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းတန်ရရဝင်တယ်တန်ရရဝင်တော့ကျွန်တော်ထပ်ပြီးတော့နေမြေတို့ထပ်လက်စုံစမ်းပါလားစုံစမ်းကြည့်တဲ့အခါမှာသူတို့ကိုယ်တိုင်ဝင်ခံလာကြတယ်နော်ကိုမောင်ရာတဲ့နော်အာကျွန်တော်ဒီနေမှာနေတာပါတဲ့ဟုတ်တယ်တဲ့ကိုမောင်ပြောတာရှိတယ်တဲ့ကျွန်တော်တို့တော့မှမသိဘူးတဲ့နော်ကိုမောင်ပြောတဲ့ဖြစ်စဉ်ဟာရှိနေတယ်တဲ့နော်အနှစ်ယောက်လာညင်းတယ်တယောက်အနောက်ထပ်တယောက်ကလည်းလာညင်းဟာဟုတ်တယ်ကိုမောင်အဲ့မှာဒီလေတနေကုန်မဲ့ဒီတိုက်ပွဲဖြစ်တန်ကြအဲ့ဒါတွေပါကျွန်တော်ထက်ထွက်စဉ်းစားရမှာ အဲစီရေးသတင်းလေးလာတုံးတဲ့နေရာမှာဒေသခံတွေလက်နက်လက်နက်ပြတ်တန်ကြားတယ်အဲနောက်တစ်ဖွဲ့ကအဲလုံဝဖြစ်တယ်ဆိုတော့လာဝင်ခံလာတယ်နောက်တစ်ဖွဲ့ကတော့လုံဝညင်းဆိုတဲ့အဖွဲ့အဲ့တော့ညင်းဆိုတဲ့အဖွဲ့ကဘယ်သူတွေပါနေလဲဆိုတဲ့ခါကျတော့တက်ကိုယ်တိုင်ပါနေတယ်နော်တက်ကိုယ်တိုင်ပါနေတယ်အဲ့တော့ဒဝဲနဲ့ပတ်သက်ပြီးကျွန်တော်ပြီးခဲ့တဲ့ခေါက်ကလည်းခဏခဏပြောပါတယ်နော်ဒဝဲနဲ့ပတ်သက်ဒဝဲမှာကတပုံနဲ့နော်ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တက်နဲ့ကစရဖားနေတာ မိသားစုဆက်ဆံရေးเนาะမိသားစုမိဘဆက်ဆံရေးတွေရှိနေပြီအဲ့တော့ဒီဖြစ်ရမျိုးကကျွန်တော်ကျွလင်ပြောရမယ်ကျွန်တော်လည်းမှားနိုင်တယ်ကျွန်တော်လည်းမှားနိုင်တယ်ပေါ့ဗျာเนาะဒါပေမဲ့အဲကျွန်တော်မှားတာတော့တော်တော်ရှားပါသလားကျွန်တော်ရဲ့စစ်သတင်းပြောဆိုမှုကကျွန်တော်မှားတာတော်တော်ရှားပါကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ပြောပြပါမနေ့တနေ့2021ကမှပုတ်ခနဲ့သကောင်းကြီးမှာကြာပြီးတော့စီရေးတင်နိုင်ငံရေးသုံးသပ်မှုပြောနေမှာမဟုတ်ပါဘူးအဲ့ဒီမှာတိုင်ခင်ခေတ်ဆက်ဆက်တွေမှာကျွန်တော်လေ့လာ ိရှိကျင်တာလေးတွေဟုတ်ငငယ်တဲ့လေးသာသိရှိတာလေးတွေရှိတာပေါ့ဗျာနော်အဲ့တော့အဲဒီပုံမှာအခြေခံအတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့သုံးသပ်တက်ချက်မှုတွေဟာမှားခဲပါတယ်နော်မှားခဲပါတယ်အဲ့တော့မှန်ပါတယ်လို့ပြောဆိုတဲ့အဖွဲ့ကနှစ်ဖွဲ့တိုးလာပြီနော်ကျွန်တော်နဲ့အတူကျွန်တော်ကတစ်ဖွဲ့ပေါ့ဗျာနော်ကျွန်တော်ကတစ်ဖွဲ့အဲနောက်တစ်ဖွဲ့တိုးလာပြီအဲ့တော့မှားပါတယ်ဆိုတဲ့ပြောနေတဲ့သူတွေမှာဒီသတင်းကမရှိဘူးဒီဖြစ်စရာမရှိပါဘူးဆိုတဲ့ပြောနေတဲ့ထဲမှာစစ်တပ်ပါတယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ရေးရေးဝင်းဝင်းနဲ့တိုက်ပွဲဝင်ပြီးတော့ပြောဆိုအဲ့တော့ဒီနေရာဒါနဲ့ပတ်သက်ပြီးတော့ ော်ကျွန်တော်နောက်ထပ်အခြေကြဖို့အတွက်အတွင်းပေါ့ကျွန်တော်ရဲ့လက်တံလည်းနည်းနည်းရှည်တဲ့အတိုင်းသားရှည်တော့အတွင်းနဲ့ထပ်ပြီးတော့ပြောတာပြောတဲ့အခါမှာတချို့ကဘူးခံညင်းနေတာကြည့်လားပန်းဆိုလည်းပြန်ဖမ်းကြည့်ပြီးတော့အဲ့ကောင်ပြောဆိုတော့မှဟုတ်တယ်အကိုတွေပဲဖြစ်လာတခါကျအလုပ်တွေမလုပ်တော့ဘူးလားမလုပ်လို့မရဘူးလားမဟုတ်ဆိုရှင်ဟာဟုတ်ကဲ့ဟုတ်ကဲ့ဒါမျိုးတွေရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဝင်ခံတဲ့နေရာမှာနောက်တစ်ခွဲထပ်တိုးလာတယ်လေးခွဲတိုးလာတယ်တစ်ခွဲကတော့ပိတ်ပြီးညင်းနေတော့မယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးကတော့ အဲဒီတစ်ခွက်အသဘောမတူသေးတဲ့အတွက်ကြောင့်မို့လို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလည်းဆက်လက်ပြီးလေ့လာသွားမှာဖြစ်တယ်ဆိုတာကိုသိစေချင်တယ်ကျွန်တော်တော်တော်လေးပေါ့နော်ဖိအားပေးမယ်ကောင်ပြောမှမပြောဘူးလားမင်းဒီလိုတွေရှိတယ်ဆိုတော့ဟုတ်တယ်ကိုကျွန်တော်လည်းရလို့ရကြငင်းရောက်ငင်းကြည့်တယ်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာကတော့အဲဒီဒဝဲမောင်မရှောင်းဒါမဲ့ကျွန်တော်အခုချိန်ကြီးပေါ့နော်80ရာခိုင်နှုန်းအတီးပြုတ်လို့ရပြီပေါ့ကျွန်တော်ရတိုင်းတာ20ရာခိုင်နှုန်းကျန်နေသေးတယ်အဲ့20ရာခိုင်နှုန်းဆက်လက်တီးပြုတ်သွားတော့ ခင်ဗျားတို့အဲ့ဒီဒဝဲကတက်နေနဲ့ခင်ဗျားတို့စစ်တက်ပဲကြံတော့မယ်နော်အာကျွန်တော်80ရာခန်းလုံးကျွန်တော်ဘက်ကတော့အတီးပြူပြီးသွားပါပြီအဲဒါနဲ့ပတ်သက်ပြီးအခုချိန်ကြီးလည်းညင်းစုံနေသေးပဲဖြစ်တယ်အနောက်တစ်ခုကတော့တောင်ပိုင်းစီရီနဲ့ပတ်သက်လာရင်နှဆိုင်တယ်ဆိုတာသိစေချင်တယ်အဲ့20ရာခန်းလုံးကတောင်ပိုင်းစီရီရဲ့နှဆိုင်တယ်နော်အတန်တိတ်တယ်အတန်လုံတယ်ဟုတ်လားအလုပ်တာတွေမပြောဘူးအဲဒါမျိုးတွေရှိတယ်အဲ့တော့အကျွန်တော်မားနိုင်ပါသေးတယ်ကျွန်တော်တရားရခိုင်နှုံးအတီမပြုတ်နိုင်မချင်းအဲကျွန်တော်မားနိုင်သေးတယ်တော့ပါတော့လဲကျွန်တော်80ရန်တော့အတီပြုတ်ပါပါနော် အဲ့ဒါကြောင့်မလို့အဒီဖြစ်စဉ်ကရှိခဲ့တယ်ဆိုတော့80ရာခိုင်နှုန်းအတူပြူပြီးသွားပါပြီခင်ဗျာနော်အဲ့တော့ဟုတ်ပြီအကျွန်တော်ဒီနေ့စီရေကျွန်တော်သိရှိတာလေးတွေကိုအဲကျွန်တော်ကျွန်တော်အမျိုးတွေပေါ့ဗျာနော်ကျွန်တော်လို့မသိချင်နေမှာပဲနော်အဝါဒနာတူနော်သိချင်သူတွေအတူတူကျွန်တော်တို့ဆွေးနွေးတဲ့နေရာမှာဒီနေ့ရန်ကိုဝမ်းသာစရာကောင်းတဲ့နော်ဒီကျွန်တော်တို့ထောက်ရက်တီရာပေါ့ဗျာနော်ကျွန်တော်တို့အတူတူရက်တီတဲ့ဒမ်လော်ရဲ့ဒီညောင်ကျိုးအောင်မြင်မှုပေါ့ညောင်ကျိုးအောင်မြင်မှုကိုကျွန်တော်မြင် ဆွေးနွေးပြီးသွားပါပြီ ARV တည်ငြိမ်မှုကိုကျွန်တော်အနေနဲ့ဆွေးနွေးခဲ့ပြီးသွားပါတယ် ARV နဲ့ပတ်သက်ပြီးတော့နောက်ထပ်နှဆိုင်တာရှိပါသေးတယ် ARV နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ဘယ်ကဘယ်လိုစပြောရမှန်းမသိရတော့အောင်ကိုနော်အဲဘယ်လိုဟောမလဲဆိုနှဆိုင်မှုတွေရှိနေခါကျတော့အခုကျွန်တော်ဒါအပေါ်ရံပဲကျွန်တော်ရှက်ပြောတာပါနော်ရှက်ပြောတာပါနော်အဲ့တော့ ARV နဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးခဲ့ပြီးဖြစ်တယ်နောက်တစ်ခုဒဝယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးခဲ့ပြီးဖြစ်တယ်နော်ဗမော်နဲ့ပတ်သက်ပြီးပြောဦးမယ်နော်ဗမော်နဲ့ပတ်သက်ရတဲ့ခါပြောမှာဆိုတော့ဗမော်က မနေ့တနေ့ပေါ့အဲတနေ့ကမနက်၄နာရီရနေစပြီးတော့အဲစကခ27နဲ့ခလာရ48ကိုအတကုံဝင်လုံးပါလားเนาะလုံးတဲ့အခါမှာအဲတက်ကစော်လိုက်တာเนาะဟိုတပုံနေကြဆုံများစွာနဲ့စုတ်ခွာသွားရတာအဲ့ဒါကိုသူတို့ကအဲမရှိဘူးအနေဆုံးပေါ့เนาะကျွန်တော်တရားပဝင်းညလောက်ကိုခံမှန်းသားပဲမယ်ကျွန်တော်တို့နည်းနည်းရှော့လိုက်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တပုံဘက်ကိုလည်းအဲဘာဖြစ်ဖြစ်စာနာရမယ်လीเนาะ တော့ဥစ္စာလောက်ထိပါတော့50ကျကျော်လောက်ကြာတာတော့ကျွန်တော်တို့အဲဒီပြုလို့ရတယ်အဲ့တော့နောက်ဆုတ်သွားနောက်ဆုတ်သွားဆိုတော့နောက်ဆုတ်ပြီးပြောင်းဝင်လာသူတို့ကလည်းခတ်တာကလေအဲ့မှာတက်စခန်းတွေ G G တို့27တို့နော်59တို့နော်အာဘယ်ကောင်တက်တက်တက်အကုန်လုံးရှိသေးတယ်အကုန်လုံးရှိသေးတယ်အဲ့ဒီတက်တွေကသူ့အတူနေတာသလားသူတို့ပဲမနေနိုင်မထိုင်နိုင်ကျွန်တော်ပြောတဲ့ထုံစေးစားမယ်ပြီးရင်စိတ်ကြောက်စေးစားမယ် စားပြောလို့ဒီစခန်းကိုငါတို့ရပြီရမယ်ဟေ့ဆိုတော့ဇမ်ဘီတွေလိုမျိုးလာလာပြီးတက်တော့ကသူတို့ရဲ့ဒုက္ခပဲသိလားအဲ့တော့ကျွန်တော်စီကိုမေးလာတယ်ဟာကိုမောင်နဲ့ဘမောင်မာတဲ့အာဒီပေါ်ကာကင်းစခန်းနေကြတယ်ကြားတယ်ဟုတ်လားတဲ့ကာကင်းစခန်းနေကြတာမို့ကာကင်းစခန်းကိုလာကတ်တာနော်လာကတ်တဲ့အခါမှာအာတက်က drone တွေကလည်း special ပြဗမောင်နဲ့ပတ်သက်လာရှေ့အဲ drone တွေနဲ့ကျဲတယ်နော် drone တွေနဲ့စော်တဲ့အခါမှာ drone ကပဲကောင်းတာလားပစ်ချသူကပဲကောင်းတာလားတော့မသိဘူးလူတကူစားရှိတဲ့အဲဘယ်လိုမှဆိုတော့ကျွင်းလေးပေါ့ဗျာညီကွေးကျွင်းခေါ်မှာပေါ့နော်အဲ့ကျွင်းလေးထဲမှာ PDF တွေဆန္ဒကျွန်တော်ပြောစေးနှမျိုးစားတယ်စားပြီးတော့အာစကန်းကိုမရရတော့မယ်ဆိုတော့တိရမှာဇမ်ဘီတွေလိုမျိုးကုတ်တက်နေတာလေကုတ်ပြီးဝင်နေတာတွေ့တယ်အတား HD နဲ့ကျွန်တော်တွေ့ရတာပါနော်ကျွန်တော်မသိလို့ရှိရင်ကျွန်တော် satellite နဲ့အပေါ်ကြည့်နေရတယ်လို့ပဲ HD နဲ့တွေ့ရတာအဲ့ဒီချိန်မှာအာကုတ်တက်နေကုတ်တက်တာကိုတက်ကလည်းတက်က drone ကလည်းအဲ့ဒီဂျားတွေကိုကြောက်အောင်ကိုချနိုင်ခဲ့တယ် တကယ်လည်းကြပါတယ်ကြတဲ့အခါမှာတချို့စစ်တီရေပွဲချင်းပြီးကြဆုံးတာအဲတချို့စစ်တီတောင်ဖြစ်ပါတယ်အဲတချို့ PDF စစ်တီတွေပေါ့ဗျာနော် PDF တွေဒါ KIA တွေကအာဘယ်ဟောမလဲကြဆုံးတာလည်းရှိရအဲ့တော့အာယူကုတ်တက်နေတာဗျာချို့ဆိုခြေောက်တစ်ဖက်နဲ့ကြံခဲ့တယ်ခြေချင်းဝင်လာကြံခဲ့တယ်လက်ထံမချိအာယူကုတ်တက်တကယ်ဇမ်ဘီတွေလိုဖြစ်နေမင်းတို့ဘာဆေးတွေတုံးသားလဲတော့မေးရမှာဖြစ်နေအဲ့ဒါပတ်သက်ဗီဒီယိုသိချင်ကျွန်တော် Telegram မှာသွားကြည့်ပါဗျာနော်အာကျွန်တော်က ဒီမှာလည်းဟိုကျွန်တော်မေးထားမင်းခင်ဗျအထောက်ထားမရှိပါရင်အထောက်ထားတွေကကျွန်တော် Telegram မှာပဲထားပါတယ်နော်အဲ YouTube ပေါ်မှာကျွန်တော်မတင်ပါဘူးနော်ကျွန်တော်ဘာကြောင့်မတင်လဲဆိုလို့ရှိရင်တော့မတင်ချင်လို့ပေါ့ဗျာနော်တင်သင့်တဲ့နေရာလည်းမဟုတ်ပါဘူးအဲ့တော့အဲ့မှာကုတ်တက်နေရာတွေနော်ဟိုကိုလည်းအင်္ဂါလေးပြည့်စည်နေအောင်မှာပဲတခါလေးရန်ရလို့ရညာဆိုတော့ကုတ်တက်နေရာကြီးတွေ့တယ်အဲ့တော့ဒီဆေးတွေကလူဘွားတို့တခါသုံးပုံစံဟုတ်ပြီအေးတခါသုံးမင်းတို့တွေကတခါသုံး PDF ကိုကွန်တုံးလုံးနာမည်ပေးတာဟုတ်လား ဘယ်ကုန်တော့ပြည်သူတွေကများလူတွေကများနှစ်ချိန်ပြန်သုံးလို့လေနော်အဲ့တော့အဲ့တော့မင်းတို့လည်းမင်းတို့ပဲအဲ့တော့ကုတ်တက်ကုတ်တက်နဲ့အဲ့တော့သူမေးတဲ့မေးခွန်းကိုကောင်းတဲ့ဒီကာကင်းစကန်နေကြလားဆိုတော့ကာကင်းစကန်ကြာလားမဟုတ်ပါဘူးကာကင်းနာကိုကတ်လာတယ်ကတ်တဲ့ဟာကိုအာဒရုန်းတွေနဲ့စော်တဲ့အခါမှာကြာစိုးများစွာနဲ့ပြန်ဆုတ်သွားတယ်သူတို့မတည်နိုင်မဲထားခဲ့တဲ့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် DB တွေပေါ့အဲပုံစံသေးကြကြာစုံလောင်းနေတော့ရှိတယ်အဲ့ဒီလောင်းနေုံညနေကြတော့ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ အဲလေ့လာကြည့်တဲ့အခါမှာတော့အာလုံပေါင်းဟိုနေရာတနေရာတောင်မဟုတ်ဘူးပေါ့နော်တပ်ပေါင်းများစွာရဲ့ chance yield မှာကြံကြံခဲ့တဲ့သွားပြီးတော့ကောက်တာပေါ့လက်နက်တွေလောင်းနေကောက်တဲ့အခါမှာတော့တပုံ16လောင်းတိတိမနေ့ညကကျွန်တော်တို့အဲဘယ်လိုခေါ်မလဲဆိုကျွန်တော်စူးစီးအသိရှိခဲ့ရတယ်ပေါ့ဗျာနော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒါလည်းဗမော်ကိစ္စလေးကျွန်တော်တို့သုံးသပ်ပြီးသားပါဟုတ်ပြီကျွန်တော်ဒီနေ့စီရင်မှာခင်ဗျားလည်းသိကြနေမဲ့ ညောင်ချိုးသုံးသက်ပြီးပါပြီ။အေယာဝီသုံးသက်ပြီးသွားပါပြီ။အဲကျွန်တော်တို့နောက်ထပ်အဲဘလုခဘေးရောက်မယ်ဆိုတမောသုံးသက်ပြီးသွားပါပြီနော်။ပြီးလို့ရှိရင်ကျွန်တော်တောင်ပိုင်းဖြစ်တဲ့တဝဲဘက်ကိုလည်းသုံးသက်ပြီးသွားပါပြီ။တဝဲနဲ့ပတ်သက်ပြီးတော့ပြောစရာအများကြီးမတ်တန်ကုန်းတိုင်းနာမှာစီရေးဖြစ်နေဆိုတဲ့ခါကြတော့အဲကျွန်တော်အနေနဲ့တော့ဟိုသိစေချင်တဲ့အရာလေးတွေကိုပဲအဓိကထားပြီးတော့တင်ပြနေတာဖြစ်တယ်နော်။ချွန်ညာရကျွန်တော်ကခါညာစုစည်းရတဲ့တိုင်းနာရေးရှိတယ်။နားလည်အောင်လည်းပြောပြအောင်ပါဦးဗျာနော်။အဲ့တော့ အဲပေါ့အချိန်နေနေအမ်ကောင်းတယ်လို့ပြောရမှာပါနော်ကျေးဇူးညိုက်တင်ပါတယ်တမလို့သားလေးအားလုံးအားလုံးစူးစူးစီးနဲ့ရွေးချင်ချင်နဲ့ခုခံနေကြတယ်နော်အဲ့တော့ကျွန်တော် like လေးလဲ like လေးတော့ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီတရေရုပ်တံလေးလဲရပြားနားပြားစေနော်ကျေးဇူးပါ